ထိုချော်ပန်တို့ USC Champion ကပတ်လူပွဲကဓမင်းစားကြီးတောက်လောက်ဖဲလားနီကာရဲကဘာစင် USC Champion ကပတ်လူပွဲစဉ်ကြီးမတိုင်ခင်မှာမြန်မာကွန်ဆာဖိုက်တာဒူချော်ပန်ရဲ့လက်ရှိပုံစံကသူ့ရဲ့ပြင်ဆင်မှုနဲ့စိတ်တပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုအတိုင်းအတာထင်ရှားပြသနေပြီးပရိသတ်တွေအတွက်မျှော်လင့်ချက်တွေအပြည့်အဝပေးဆွနေပါတယ်ဘယံပုံစံကရန်ကုန်ပဲပေါ်ပါလွန်ပြီးဘာဘူးပင်မမရှိတဲ့ပုံစံပေါက်နေပါတယ်ပုံမှန်တိုင်းလေ့ကျင့်မှုတွေကိုလှုပ်ဆောင်နေတယ်အားနည်းချက်တွေကိုအားသာချက်ဖြင့်ပြောင်းလဲပြီးအရန်ကြီးပြားဝင်နေတဲ့ပုံစံတော့မပေါက်တာကိုတွေ့ရပါတယ်ဒူချော်ပန်ရဲ့မြန်မာနိုင်ငံကပရိသတ်တွေအနေနဲ့သူ့ရဲ့ပေါ်ပါတဲ့ပုံစံကိုကြည့်ရှုပြီးအရန်ကိုပဲပြောရှင်နေရပါတယ် ဂေမျိုးပြားခင်းတဲ့အချိန်ကသူ့ရဲ့ဖိုက်တာဘောမှာခက်ခဲဆုံးဘွဲတွေဖြစ်တဲ့ပန်ဒိုဂျာနဲ့ချန်ပီယံကပတ်လူပွဲအတွက်တော်လေးကိုပဲအားကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။သူ့ရဲ့စိတ်တည်ငြိမ်မှုနဲ့ယုံကြည်မှုကပြိုင်မဲ့ပေါ်အသားစီးရယူဖို့အဓိကတော့ချက်ဖြစ်လာနိုင်ပါတယ်။ပုံမှန်အပြင်ဂျိုရှုအပန်လိုမျိုးလူမျက်ဖိုက်တာမျိုးကဒီလိုမျိုးကြီးမားတဲ့ကပတ်လူပွဲမျိုးတွေမှာဝိုင်းရင်ချန်ပီယံဖိုက်တာကြီးနဲ့ရင်ဆိုင်ရမယ့်ဆိုပါကအတော်လေးကိုတုံလုံးနေတော့ပါတယ်။အချို့သောဖိုက်တာတွေကမကြောက်ဘူးလို့ပြောနေပေမဲ့လည်းမျက်နှာမှာရှိန်ကြောက်တဲ့ကြောက်တရားတွေပေါ်နေတတ်ပါတယ်။ဒါပေမဲ့ဂျိုရှုအပန်ကတော့ဒီလိုမျိုးဆိုးရိမ်ပူပန်မှုတွေတခုမှဖြစ်မနေတာတွေ့ရပါတယ်။အရင်ကသူ့ဘဝကိုဘလိုပုံစံနဲ့ဖျက်ဆီးခဲ့တယ်လဲ။ အခုလိုခပတ်လူဝဲထိုးရမယ့်အချိန်ကာလနီးကပ်လာတဲ့အချိန်မှာလည်းဘန်ကရင်တိုင်းမဲ့သူ့ဘဝကိုဖျက်တမ်းနေတာဖြစ်ပါတယ်ဒီဘဝကသူ့အတွက်တမင်သားရည်တော်ပဲဆိုတဲ့အထားမျိုးပါပဲဒါကကျုံဆော့ပန်းလိုလူငယ်ဖိုက်တာမျိုးကတော်လေးကိုရှာပါပြီးစိတ်သက်ရင်ကျက်မှုမြင်မားချောင်းကိုပြသနေပြီးသူကကိုကိုကိုယုံကြည်မှုပြင်းပြနေတာလည်းဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့ပရိသတ်တွေနဲ့ဘန်ပေါ်ခပတ်ရနိုင်တဲ့မျောလင်းချက်ကိုအပြေအဝထားထားလို့ရပါတယ်ကျုံဆော့ပန်းသား USC ချန်ပီယံခပတ်ကြီးရသွားခဲ့ပါကတခါမှမပြောဘူးတဲ့အပြော်မျိုးနဲ့ပြောရမယ့်အချင်းတွေကိုမြန်မာပရိသတ်တွေကမတွေးရလောက်အောင်ဆင်းလို့ရှာနေကြပါတယ် ဘန်နီနဲ့ရင်ဆိုင်ရမယ့်လက်ရှိချန်ပီယံလက်ဇန်နာပန်တိုဂျာကလွယ်ကူတဲ့ပြိုင်မှတ်တူတော့မဟုတ်ပါဘူးအထူးဖြစ်သူရဲ့ချုပ်ကွက်စွန်းရင်နဲ့တိုက်ခိုက်မှုတွေကြောင့်ထိတ်တန့်နေပြီးကြော်လာခဲ့တာလည်းဖြစ်ပါတယ်ဘန်နီနဲ့ပွဲတွင်းမှာပန်တိုရဲ့ချုပ်ကွက်ကိုထူးထူးထားရမှာပါပန်တိုဂျာကလက်ရှိချိန်ပွဲမထိုးရောက်ခင်မှာသူရဲ့လက်ထက်ကချန်ပီယံကပတ်ကိုပေးရမှာကြောက်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဘန်ပေါ်မှာဂျာခနာစီးတဲ့စီးစဉ်ကြီးတွေစီးနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဘန်ရဲ့ငြိမ်သက်တဲ့စိတ်ဓာတ်ကဂျိုရှွာဘန်ရဲ့စီးတဲ့စီးစဉ်ကြီးတွေကိုအောင်မြင်စွာကြော်လွှားနိုင်နိုင်မယ်လို့ထင်ပါတယ်ဂျိုဆောမကပွဲထွက်တဲ့အချိန်မှာတိုက်စစ်ရောကန်စစ်ပါအများပြပြတာချစ်ချင်းကစားသွားရမှာပါပန်တိုဂျာကိုကြောက်စရာရှင်းစရာမလိုပေမဲ့လည်း ပွဲစားနဲ့လည်းပိုင်းမှာပန်တိုချာဝင်လာမဲ့တိုက်စစ်ကိုအကောင်းဆုံးခံစင်းနဲ့တုတ်ပြန်ပြီးမှတိောက်တဲ့တံမြန်တိုက်စစ်နဲ့ပြန်လဲထိုးတက်ရမှာဖြစ်ပါတယ်။ဘယင်းအောင်မြင်မှုတော်ချက်ကပန်တိုချာကိုသူ့ရဲ့အားသာချက်ဖြစ်တဲ့မေးပြင်းကိုရောက်အောင်မလုံဆောင်နိုင်စေဖို့တားဆီးကမတရားတိုက်ခိုက်မှုမှာအဆုံးဖြတ်ပေးနိုင်ရည်ဖြစ်တယ်လို့သုံးသပ်ရပါတယ်။ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာဖိုက်တာလေးဘန်တယောက် UFC ချန်ပီယံကပတ်ကြီးကိုဒိမ့်ပိုင်နိုင်ပါစေလို့ပဲဆုတောင်းပေးချင်ပါတယ်။ဒီမှာကျွန်တော်တို့ဆက်တဲ့အမားကိုချစ်ကြတဲ့